တောတာရှင်ကဗျာချစ်သူများခင်ဗျာမတ်လ12ရက်နေ့ညနေပိုင်းမှာကဗျာဆရာဖေသက်နေဟာနော်ဝေနိုင်ငံသူ့နေအိမ်မှာပဲရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်သူကွယ်လွန်တဲ့တင်းဟာမြမကဗျာဆရာများရဲ့နေပယ်မှာတော်မီလို့ပြန့်နှံ့သွားခဲ့ပါတယ်ကျွန်တော်လည်းပဲရုတ်တရက်ကြားရတဲ့တင်းကြောင့်စိတ်တူလေးလံထိုင်မှန်းသွားရပါတယ် တော်တရှင်များခင်ဗျာကဗျာဆရာဖေသက်နေဟာကျွန်တော်နဲ့အတူတစ်နှစ်တမိုးအတူနေထိုင် သွားခဲ့ဘူးတဲ့ကဗျာဆရာပါသူကအမြဲတမ်းငိမ့်ငိုင်တွေးဆငြိမ်သက်နေတတ်သူပါတချိန်တုန်းကထိုင်းနိုင်ငံမဲဆောက်မြို့မှာ ထိုင်းပလိတ်တွေက အထောက်ထားမဲ့မြန်မာတွေကိုအကြီးကျယ်လိုက်လံဖမ်းဆီးတဲ့အခါသူနဲ့ကျွန်တော်မဲဆောက်မြို့အပြင်ဘက် ထိုင်းမိတ်ဆွေတယောက်ရဲ့ဥယျာဉ်ကြီးတစ်ခုတည်းတဲတလုံးထိုးပြီးတွားပြီးအတူတူနေခဲ့ဘူးပါတယ်။သူဟာ နိုင်ငံရခြားဘာသာနှမျိုးကို ကျွမ်းဝင်နှက်ဆက်သူပါ။အမြဲတမ်းစပ်ဖတ်နေလေးရှိသူ၊ကြပြားရေးနေလေးရှိသူပါ။အနေထိုင်ကြက်တဲဆင်းရဲလွန်းလို့ကျွန်တော်ကပြာရခတ်ပြာများနေတတ်ပေမဲ့သူကတော့ပူပင်တယ်ရလို့လည်းမရှိဘူး။ မပူပင်ဘူးရယ်လို့လည်းမရှိ အင်ပဒန်တည်ငြိမ်အေးဆေးနေတဲ့ဟန်နဲ့ပြုံးနေငေးနေလိရှိပါတယ်နောက်တော့သူ့ကို ကျွန်တော်က ကိုဖေတက်နေရယ်ခမားပုံပန်းနေပုံထိုင်ပုံကဘာခံစားချက်မှမရှိ ရင်ပဟောင်းလောင်းပေါက်နဲ့လူကြနေတာပဲကျွန်တော်ပြောတော့သူကအတမ်းနဲ့ထွက်ပဲခမားတို့လည်းဘာထုလဲအကုန်လုံး ရင်ပဟောင်းလောင်းတဲ့လူတွေပဲဟာဆိုပြီးပြန်ပြီးနောက်ပြောင်ခဲ့ဘူးပါတယ်အခုတော့ကြ བྱ ဆရာဖေသက်နေလဲကွယ်လွန်ခဲ့ပါပြီ တိုက်တိုက်ဆိုင်းဆိုင်းသူပြောခဲ့တဲ့အပိဓမ္မာဆန်တဲ့ရင်ပဟောင်းလောင်းတဲ့လူတွေအကြောင်းရေးဖွဲ့ထားတဲ့ကြ བྱ တပုတ်ကျွန်တော်တွေ့ထားပါတယ်ဒီကနေ့အဲ့ဒီကြ བྱ ကိုပဲတင်ဆက်ဖို့ရွေးချယ်ထားပါတယ်ရေးဖွဲ့တဲ့ကြ བྱ ဆရာက စံရင်းဦးပါနားဆင်ကြည့်ကြရအောင်ပါကြ བྱ ရဲ့ခေါင်းစည်းအမိကမီးတဲ့နားဆင်ကြည့်ပါမီးဘာကိုရှာနေတာတဲ့လဲရုတ်တရက်ကြီးမိုးစုံစုံချုပ်သွားတဲ့ရေသံတွေရဲ့လိပ်စာကိုအ내ရောင်တောင်စောင်းတနေရာမှာမြုပ်ထားတဲ့လမ်းတွေ အနဲ့ရောင်ရှာကြီးလိုတွန့်လိန်ပြီးတမျိုးဝင် တမျိုးထွက်သွားနေတယ်။အပြေမရှိတဲ့ဒုက္ခကိုအယတာခံပြီးတဆက်ဆက်တုန်ခါလို့မရှူနိုင်မကဲနိုင် ဖြစ်တော်မှ မျက်ရည်နဲ့ရင်းရတဲ့ဂိမ်းမှာတရုတ်ဆောင်ဂဲ့မီကြောင်းဇက်ညွန်းကို ပြန်ဖတ်ပြီး ငိုင်ခဲ့ဘူးသလားအနဲ့ရောင်ငှက်တွေကအနဲ့ရောင်ကောင်းကင်မှာအရင်ကလိုပဲ ဘလူးစတေးတွေဆိုပြီးပြန်နေကြတယ်လို့ဘာမှမမြင်ရပေမဲ့ခံစားနေမိတယ်။ဘာပဲဖြစ်ဖြစ် ကဘာကြီးအကြောင်းပြောပြနေကြအောင်ပါပါ။ကျွန်းဟာကြာဖို့နဲ့အသားကျနေတဲ့သူ့ကြောကုန်းကို သွေးဘလောက်ဆုတ်ဆုတ်ထုံသွားတာမျိုးနဲ့လဲတူနေလိမ့်မယ်။မြင်းကြားဟာနာကျင်ခြင်းနဲ့မနာကျင်ခြင်းကို သူ့ကိုယ်ပေါ်ကအဖြူစင်းနဲ့အမဲစင်းလိုပဲ ဘာမှမဆန်းတော့တယ်လို့တွေးခြင်းတွေးနေပေါ့လေနေရောင်ကြီးဟာ ပြန်မလာနိုင်တာတေချာခဲ့ပြီပဲနေရောင်ကြီးဟာဖျားတွေခေါ်တဲ့ဖုံးကိုလည်းမကင်လို့တဲ့တကယ်တော့ဖျားတွေကနံပါတ်မှခေါ်နေခဲ့တာအဲ့ဒီနေ့ကနိုင်ရန်တွေလွင်ပြင်တွေရေတကွန်းတွေပန်းပွင့်တွေလေညင်းတွေအပြုံးတွေ ဒယာယီတွေကျန်းစာအုပ်တွေအနန်းတွေပြောလိုက်တဲ့စကားတွေကျဲတွေအလုံးဟာ အနဲ့ရောင်အဝိုင်းလေးတောင်အသေးပုံနဲ့အဆက်အပြောက် များဟာလည်းအနဲ့ရောင်တဲ့လောကဒေါံခွေးလေးတစ်ခုမှာပရိုမီထရပ်ရှာထုအုတ်ထုတ်အနဲ့ကိုစောင့်ထားတယ်ဒီရှက်မှာယုံကြည်ခြင်းဘာသာစကားနဲ့ရေးထားတဲ့စာတန်းကို မြင်ကြရတယ်သူ့ကိုတစုံတရာကခိုးယူသွားတဲ့ပုံလဲပေါက်လို့ဘာလို့များပိုးမွှားအတိနဲ့နှစ်တွေလို့ခေါင်းငိုက်ဆိုင်ထိုင်နေရတာတည်းလဲအဲ့ဒီနေ့မှာပဲမသေးသေးသူတွေကရင်ပအပေါက်ကြီးနဲ့ရှောက်သွားနေကြတယ်ဘယ်ကိုသွားနေကြတာလဲလို့လှမ်းမေးကြည့်ပေမဲ့ဘယ်သူမှလည်းကြားပုံမရပါဘူးတောတာရှင်များခင်ဗျာ ဆရာစံရင်းဦးရဲ့မီးဆိုတဲ့ကြ བྱ ားတဲ့က ဟောဒီကြ བྱ ားပိုက်တွေပြန်နားထောင်ကြည့်ပါ မရှူနိုင်မကန်နိုင်ဖြစ်တော့မှမျက်ရည်နဲ့ရင်းရတဲ့ဂိမ်းမှာတရုတ်ဆောင်ခဲ့မိကြောင်းဇန်ညွန့်ကိုပြန်ဖတ်ပြီးငိုင်ခဲ့ဘူးသလားတဲ့ပြီးတော့ဟောဒီကြ བྱ ားပိုက်ကိုလည်းနားဆင်ကြည့်ပါဦးအဲ့ဒီနေ့မှာပဲမသေးသေးသူတွေကရင်ပအပေါက်ကြီးနဲ့ရှောက်သွားနေကြတယ် ဘယ်ကိုသွားနေကြတာလဲလို့လှမ်းမေးကြည့်ပေမဲ့ဘယ်သူမှလည်းကြားပုံမရပါဘူးတဲ့တောဒရှင်ကြပြချစ်သူများခင်ဗျာဘဝမှာကျွန်တော်တို့အားလုံးယင်ပဟောင်းလောင်းအပေါက်ကြီးနဲ့သွားလာနေကြတဲ့နာကျင်ရလွန်ခံစားရလွန်လို့ခံစားမှုထုံကျင်နေကြရတဲ့လောကဒံလူသားများဖြစ်နေကြပါသလား။ကွယ်လွန်သူ ကဗျာဆရာဖေသက်နေရေအသက်ရှင်ကြံရစ်သူကျွန်တော်တို့အဖို့မြည့်ရင်နဲ့ရင်းရတဲ့ဂိမ်းမှာတရုတ်ဆောင်မိတဲ့လူတွေအဖြစ်တန်တရာခရီးသွားနေရအောင်မှာဖြစ်ကြောင်းပြောလိုက်ပါရစေတောတရှင်ကဗျာချစ်သူများတန်တရာဝဲကရဲ့ထဲကျင်လဲစွာကုခနိုင်ကြပါစေ ကျွန်တော်ငြိမ်းဝေပါ